ကျိုးကတော့ထင်ကြလိမ့်မယ်ကိုကျော်ကြီးကအရန်ဂုံစားတာပဲပေါ့နော်သူ့ကိုပတ်စံလေးပေးရင်တော့မှလက်မခံကြည်မှုဖုံးမိလေးပြောတာတော့မှသူကလူတွေကိုမချင်းမငန်းနေဖြစ်တယ်ဘာညာပေါ့နော်ထင်ကြလိမ့်မယ်ကိုကျော်ကြီးကိုလာလှူစရာအကြောင်းမရှိဘူးကိုကျော်ကြီးဒီရလာတဲ့တရားတွေဒီမြတ်စွာဘုရားရဲ့သာသနာကိုမှီညမ်းပြီးတော့ထေရဝါဒအယူဝါဒတွေကိုမှီညမ်းပြီးမှမြတ်စွာဘုရားအဆုံးအမတွေကိုသိလာခဲ့တာအဲ့ဒီအတွက်မြတ်စွာဘုရားသာသနာကိုစောင့်ရှောက်နေတဲ့ယဟန်တော်တွေစာသင်သားတွေကိုလည်းခင်ဗျားတို့တွားလှူတယ် ိုကျော်ကြီးကိုပေးတာတက်ခင်ဗျားတို့ပို့ပြီးအကျိုးရှိတယ်ကိုကျော်ကြီးကိုလာမကြည့်ညူနဲ့ကြည်ညိုစရာလည်းဘာမှမရှိဘူးနောက်တစ်ခုကကိုကျော်ကြီးကကိုလန်းကိုရှောက်တာကိုကျော်ကြီးရဲ့ပန်းနိုင်သည်အရတ်တဖို့ပဲနိဗ္ဗာန်ကိုရှာနေတဲ့ပုံကိုဖြစ်တယ်အဲ့ဒီအတွက်ခင်ဗျားတို့ရှိကလက်လာပါဒီရခြင်းမရခြင်းလဲကိုကျော်ကြီးစိတ်မဝင်စားဘူးကိုကျော်ကြီးနာမည်ကြီးခြင်းမကြီးခြင်းလဲစိတ်မဝင်စားဘူးเนาะလူတွေအတိုင်းအချမ်းရံများခြင်းမများခြင်းလဲစိတ်မဝင်စားဘူးစင်ရခြင်းဒုက္ခခြင်းကိုလည်းကိုကျော်ကြီးစိတ်မဝင်စားဘူး ဒီလောကဓာတ်၈ပါးနဲ့ကြုံလာတိုင်းမှာကိုကျော်ကြီးကမတုံမလုံနေနိုင်အောင်လို့နေတယ်။အဲ့ဒီလိုနေနိုင်အောင်နေရတဲ့အကြောင်းတရားကလည်းတတိပဋ္ဌာန်တရားဖြစ်တဲ့အာနာပါနတတိပဋ္ဌာန်ကိုကောင်းကောင်းအားထုတ်ထားတဲ့အတွက်အဲ့ဒီလောကဓာတ်တရား၈ပါးကိုကိုကျော်ကြီးတောင်းခံနိုင်တယ်။ဒါကြောင့်မလို့ခမရတို့ရဲ့လက်လာပါသည်ကိုကျော်ကြီးလုံးလုံးလက်ခံစရာအကြောင်းမရှိဘူး။တန်ဃာတော်အရှင်စာပေပရိယတိတင်ကြားနေတဲ့ယဟန်တော်အရှင်သူမြတ်တို့ကိုတော်ပြီးပံ့ပိုးပါထောက်ပံ့ပါလှူဝဲဝတ္ထုပစ္စည်းတွေလှူပါ ပတ်စံนี่หลูวะသူများကကငွေမလူနဲ့လို့ပြောတယ်ကျုပ်ကတော့ယဟန်တန်ဃာတော်တွေကိုစာပေပရိအဒီတင်ကြားနေတဲ့ယဟန်တွေကိုငွေလူပါသူတို့မှာငွေလိုအပ်တယ်ပစ္စည်းတွေလိုအပ်တယ် laptop တွေအစားစာရေးကိရိယာတွေအစားအကုန်လိုအပ်တယ်သာသနာပြုဖို့လုပ်ငန်းတွေအတွက်လိုအပ်တယ်သူတို့ကိုလူပါကိုကျော်ကြီးကဘာလို့လက်မခံတာလဲလို့မေးလို့ရှိရင်လူတယောက်ကငွေကိုလက်ခံပြီးွားလို့ရှိရင် तू ကဘယ်လိုပြောပုံစံနဲ့ပြောပြောပြီးရင်အဲ့ဒီငွေကြောင့်မ तू ကကိုယ်ဆုံးမချယ်လေလား သူပြောစီခြင်းတဲ့ဇကားတွေကိုပြောခိုင်းလာတယ်။မတိမတာလေးတွန်းအားပေးလာတယ်။ဖိအားတွေပေးလာတယ်။အဲ့ဒီမှာလူတစ်ယောက်ကကိုယ်နှာခေါင်းပေါက်နဲ့ကိုယ်အသက်မရှင်တော့ဘူး။ကိုယ့်ရဲ့စပွန်ဆာအလိုကျဇကားတွေလိုက်ပြောရတယ်။ဂုံတရင်ကြော်ကြားမှုဥရိယကိုမှားသွားရင်တော့မှအဲ့ဒီအမှားယူအမှန်ဖြစ်ဖို့အတွက်ခြေကန်ပြီးတော့မဟုတ်တဲ့လမ်းကြောင်းကြီးကိုပြောရတယ်။အဲ့ဒီစပွန်ဆာတွေကအဲ့ဒီလိုစပွန်ဆာလှုပ်လိုက်တဲ့အတွက်နောက်မှလူတွေလက်ခံတဲ့အယူဝါဒတစ်ခုထုံးကားတိုင်းမှာသူ့အိတ်ထဲကိုပတ်စံနေအများကြီးဝင်နေတယ်။ အဲ့ဒီသဘောတရားတွေကိုခမားတို့နားမလဲဘူးနားမလဲတဲ့အတွက်စေတနာနဲ့လာပြီးတဲ့ပတ်စံပဲဖြစ်ဖြစ်အတုံးချဖို့လာပြီးတဲ့ပတ်စံပဲဖြစ်ဖြစ်ကိုကျော်ကြီးကလက်မခံရှင်းရှင်းလေးပဲနော်ယနေ့ line ပေါ်မှာဆယ်လီဖြစ်နေတဲ့ပုံကိုယ်တွေကအများအားထောင်ချောက်ထဲမှာပိတ်မိနေငွေဆိုတဲ့ထောင်ချောက်ရဲ့နာမည်ကြီးမှုဆိုတဲ့ထောင်ချောက်ရဲ့အဲ့ဒီထောင်ချောက်ထဲမှာပိတ်မိနေတဲ့အတွက်အနောက်ကဆယ်လီတွေဖြစ်ချင်တဲ့ယောဂါကြောင့်ဘယ်တော့မှမဆိုဒုစရိုက်မှုကို မလိုလားအဖယ်နဲ့ကျူးလွန်လာပြီများတယ်လောကကြီးထဲမှာသူတစ်ပါးပစ္စည်းခိုးခြင်းသည်ဒုစရိုက်မှုပဲမိမိပစ္စည်းခိုးတော့မကြိုက်အဲ့ဒါကိုသူတော်ကောင်းရောင်စောင့်ပြီးတော့ဘယ်သူမှသူတော်ကောင်းမရှိဘူးနော်ကိုပစ္စည်းခိုးရလို့တရားတရားထက်တန်သွားလှူဒန်းလိုက်ပါတယ်ဆိုတဲ့လူမရှိဘူးမပြောပါတော့တဲ့ငွေလေးပါသွားရင်တောင်မှနည်းနည်းလေးတိခါနိုင်ရင်တိခါနိုင်လိမ့်မယ်ကိုဘဝမှာထိခိုက်နေတာတော့ကိုမျက်နိုးတဲ့အရာတချို့ကဖက်နဲ့အယမ်းမျက်နိုးတယ် ကိုမြန်လို့တဲ့ဖနက်ကလေးတရံပါသွားပြီဆိုအဲ့ဒီကောင်တက်ချင်စိပေါ်လာတယ်ဖနက်ကဘာမှတန်ဖို့မရှိဘူးဒါပေမဲ့ तू ကမြန်လို့ထားတာ तू မမြန်လို့တဲ့အရာပါသွားရင်အမလီခိုးပါစီလေးလှုပ်ပါစီလေးအမလီဒါလေးကတော့တီးခံလိုက်တာမို့ကိုကမမြန်လို့တာလေသူ့တော့ကမြန်လို့စရာ ဖြစ်ချင်းဖြစ်နေလိမ့်မယ်မိန်းကလေးတွေအတွက်ကလစ်ကလေးတစ်ချောင်းဟာလေသူ့ဘဝရဲ့အသက်ထံမြန်လို့တဲ့အရာဖြစ်ချင်းဖြစ်သွားနိုင်မယ် အဲ့ဒီလိုမျိုးတယောက်နဲ့တယောက်မြန်နိုးတာချင်းတန်မိုးထားတာချင်းမတူဘဲနဲ့အဲ့ဒီမြန်နိုးတန်မိုးထားတာကိုခိုးခံရလို့ရှိရင်လူတွေကပူလောင်တဲ့စိတ်ဖြစ်တယ်။အဲ့ဒီသဘောတရားကိုနားမလဲဘဲနဲ့အမလေးဓာလေးဖြစ်တာခင်ဗျားတို့ငတ်ဘူးလို့လားဆိုတော့လူတိုင်းကငတ်ဘူးတဲ့လူတွေရှိတယ်။ငတ်တိုင်းခိုးရမယ်ဆိုရင်တလောကလုံးတခိုးတွေဖြစ်ကုန်မှာပေါ့။ဒူးစရိုက်မှုကိုဒူးစရိုက်မှုလို့နားလဲရတယ်။ဟုတ်လား။အာပစံချီတဲ့လူကိုတွားပြီးတော့ဟိုနေ့ဖြစ်မှာဘာဖြစ်တာလဲဆိုတော့ကိုအမားကိုကိုဝယ်မခံရဘူး။ နာမည်ကြီးမှာနာမည်ကြီးရာကနေပြုတ်ကျသွားမှာကြောက်တယ်အနောက်ကစပွန်စာတွေရဲ့ဖိအားကိုကြောက်တယ်အဲ့ဒီလူတွေနောက်ဆုတ်သွားမှာကိုကြောက်တယ်အဲ့ဒီတော့အဲ့ဒီလူတွေရဲ့စကားတိုင်လိုက်ပြောရတဲ့ခါမှာဒူးစိရိုက်မှုတစ်ခုဒူးစိရိုက်လောကကြီးတစ်ခုဖြစ်လာဖို့အတွက်ကိုကနေပြီးတုံးအားတွေပေးလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒီအတွက်ကိုကလောကကိုဖျက်ဆီးသူတယောက်ဖြစ်သွားတယ်အဲ့ဒါတွေကဘာလဲဆိုတော့ခုနပြောသလိုလာဘောအလာဘောရာတော့အရာတော့နေနာပတ္တနာ ဒုက္ခဒုက္ခဆိုတော့လောကရန်တရား၈ပါးနဲ့ကျုံလာတိုင်းမှာဒါကလောကရန်ပဲဒီလောကရန်ကြီးကိုငါကြော်လောရမှာဆိုတော့တတိကိုမှာစွာအားမရှိတော့တာနာမည်ကြီးနေတဲ့အချိန်မှာနာမည်ကျသွားမှာကြောက်တယ်လက်လာပါရနေတဲ့အချိန်မှာလက်လာပါမရတော့မှာကြောက်တယ်အချမ်းရံနေပေါများနေတဲ့အချိန်မှာမိမိကအချမ်းရံမရှိတော့မှာအလွန်မတန်ကြောက်တယ်အခုနပြောသူငတ်ဖူးလားဆိုတော့စင်းရဲတာပေါ့စင်းရဲတဲ့ဒဏ်ကိုကြောက်တယ်ဒီစကားမျိုးတွေကကျုပ်တို့လောကကြီးထဲမှာငကိုတွေကကြားပြီးသား လူရီယာတစ်ခါတလေမှအခက်ခဲနဲ့ကြုံလာစားစရာမရှိတဲ့ဘဝတွေလူရီယာအကုသို့ကြုံလာတဲ့အချိန်ကြလို့ရှိရင်မျက်စွာဖေကကိုနိုင်တော်မှာမြင်းစာစားပြီးတော့တဝါတွင်လုံးနေခဲ့ရတဲ့အာရှိမြင်းစာဆိုတာစံမှုန့်ညီဇကွဲတွေကိုထောင်းပြီးတော့ဂျုံမှုန့်တွေကိုထောင်းပြီးတော့ရေနဲ့ဒီတိုင်းဖြော်ပြီးတော့ပဇာတဲ့မျိုးချတာထမင်းတော်ချက်မစားနိုင်ဝါတွင်တွင်လုံးအဲ့လိုနေခဲ့ရတဲ့ကာလတွေရှိတယ်အဲ့တော့ဒီလိုလောကဓာတ်အနေနဲ့ကြုံလာတဲ့ဒုစရိုက်မှုကိုကျူးလွန်ရမယ်လို့ စိတ်ထဲမှာအစွဲရှိနေပြီဆိုလောကကြီးမှာဒိုးစရိုက်မှုကျူးလွန်ဖို့အတွက်မြှောက်ပေးတဲ့လူဒန်းစားတွေဖြစ်သွားတယ်။အခုတော့ကိုယ်မှလည်းရသွားတယ်။လူတွေကိုဖြန့်ဝေလိုက်တယ်ဖြန့်ဝေတဲ့လူတွေများသွားတဲ့အတွက်အဲ့ဒီလူတွေမှာအဲ့ဒီဒိုးစရိုက်အတွဲခေါ်ရောက်သွားတာနဲ့အမျှကိုယ့်အခုတော့ကကြီးသွားတယ်။အဲ့တော့အဲ့ဒီလူမျိုးဒီဘယ်တော့မှတဏှာရဲ့ကြုံဖြစ်ကမလွတ်တော့ဘူး။တဏှာဝစင်းရဲ့မှာမြုပ်ပြီးမျိုးရမယ်။ကိုကျော်ကြီးကတဏှာဝစင်းရဲ့ကလွတ်ချင်တာဖြစ်ခြင်းကြောင့်ဒီလောကရန်တရား၈ပါးကိုလက်ကိုမခံဘဲနဲ့မောင်းထုတ်ပြတာ။ ကိုကျော်ကြီးကိုလာချစ်လို့လည်းအဲ့ဒီလူကိုအတရစ်တီးကိုဆက်ဆံမှာမဟုတ်ဘူးမုန်းလို့လည်းအဲ့ဒီလူကိုစိတ်ထဲထည့်ပြီးတော့ပြန်ပြီးတုံ့ပြန်မှာမဟုတ်ဘူးဘယ်သူမှခေါင်းထဲမှာမရှိတာတခါတလေလမ်းမှာလာတွေ့လို့နှုတ်ဆက်တယ်ဟာကိုကျော်ကြီးကျွန်တော်ကကိုကျော်ကြီးအားပေးနေဟာโอเคရတယ်ချစ်ချစ်ခင်ခင်ပဲတလေတစားသူ့ကိုနှုတ်ဆက်လိုက်ကသူဘယ်သူလဲကိုမသိဘူးတကယ်ကိုမသိတာကိုအောင်မှာလာမန်းနေအကောင့်ကြီးတော်တော်များများဘယ်သူမှမသိဘူးမှတ်လည်းမထားဘူးခေါင်းထဲမှာမမ်မိုရီချဲ့မထားဘူးအဲ့ဒီအတွက်ချစ်ချင်းမုန်းကြီးကင်းကင်းနဲ့နေဖို့လောကဓာတ်ရှင်ပါတရားနဲ့ကင်းကင်းနေနိုင်တူပါ နိဗ္ဗာန်ကိုသွားနေတဲ့လူပဲအဲ့ဒီလမ်းကြောင်းပေါ်ကိုကျော်ကြီးကရှောက်နေတာဖြစ်ခြင်းကြောင့်ခမားတို့ရဲ့အရာတွေကိုလက်မခံဘူးနောက်တစ်ခုကဒီအရာတွေနဲ့ဝင်သွားတိုင်းမှာနောက်ွယ်မှာအဲ့ဒီလူမျိုးငွေကြေးနဲ့ထောက်ပံ့ပြီးတော့သူတို့လူချင်းနဲ့စကားတွေကိုပြောခိုင်းနေတဲ့လူတွေကနောက်ွယ်မှာခမားတို့အဲ့ဒီစကားတွေပြောနေတဲ့များသူတို့အိတ်ထဲကိုပတ်စံတွေဝင်နေတယ်ဆိုတာခမားတို့နားမလည်ဂျင်းဒီတချို့တွေကဘောမဆိုပြီးတော့ပြောလိုက်ကြတယ်ဟာလားအာတက်ထောက်ခံသူတက်ထောက်ခံသူမကြဘူးထောင်ထဲဝင်သွားရတယ်ဆိုတာဒီကအဲ့ဒါဒီပဲနောက်ကစပွန်ဆာတွေက စပွန်ဆာပေးတာကိုကြောက်လာတယ်ပရိတ်သက်ကိုကြောက်လာတယ်အဲ့တော့ပရိတ်သက်လိုအပ်တဲ့ဇကားတွေကိုမဟုတ်မမှန်ညီပြောလာတယ်မူသားဇကားတွေပြောလာတယ်ပေးပို့လာတဲ့တရင်တွေဟုတ်ဤမဟုတ်ဤခေါင်းနဲ့တုံးတက်နိုင်စွမ်းမရှိတော့ဘူးဒီဟာကပြောတင်တယ်မပြောတင်တယ်မဝေဖန်နိုင်တော့ဘူးမဝေဖန်မနိုင်မဲနဲ့ရမ်းလို့တဲ့ခါမှာကိုမိမိအကျိုးစီးပွားတွေပျက်စီးတယ်ဒါကြောင့်မလို့ကိုကျော်ကြီးတို့ကမြတ်စွာဘုရားတာသနာအောက်မှာကိုကျော်ကြီးတီရှိနေတဲ့ပုံကိုလို့ပြောတာဟုတ်ပြီလား ဲ့တော့ခမည်းတော်လည်းမြတ်စွာဘုရားသာသနာအောက်မှာတည်ရှိနေတဲ့ပုံကိုဖြစ်အောင်နေလောကဒဏ်ရှင်းပါးနဲ့ကြုံလာတိုင်းမှာကြံ့ကြံ့ခိုင်နေတဲ့လူတွေဖြစ်အောင်နေဒါဆိုရင်ခမည်းတော်တန်တရားဝဆင်းရကလွတ်မြောက်ဖို့လမ်းကိုတွေးလာပါလိမ့်မယ်နော်